င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။နောင်ချိုဆုံးဖြတ်နေရီနီးလာပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကောင်စီကနောင်ချိုမြို့ကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပိုပြင်းထန်လာပါတယ်။နောင်ချိုဆိုတဲ့အမည်ကရှမ်းဘာသာစကားဖြစ်ပြီးရေကန်စိမ့်အနီးကစကန်းလို့အဓိပ္ပာယ်ရပါတယ်။ရှေးလူတွေကတော့အဲ့ဒါကိုအတူကောက်နေတဲ့နောင်ချိုမြို့ကိုအင်းစိမ့်စကန်းလို့ခေါ်ဝေါ်ပြီးနှောင်းလူတွေလက်ထက်မှာတော့အင်းစိမ့်မြေလို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ရေကန်တွေနဲ့စိမ့်ဆိုတဲ့တပ်ပင်တွေရှိတာကြောင့်အေးချမ်းတာ ာနဲ့တောင်ပေါ်မြို့ငယ်လေးဖြစ်ပါတယ်။ဒီမြို့ငယ်လေးရဲ့တည်နေရာကြောင့်လူဦးတော်လိုင်းရင်းမှာတော့စည်ရေးအတွက်အရေးပါတဲ့မြို့ဖြစ်ပြောင်းလဲလာခဲ့ပါတယ်။နောင်ချိုကနေအရှိတ်တက်သွားရင်ကုတ်တွင်းချောင်းချပြီးမန္တလေးလာရှိုးလမ်းမကြီးပေါ်ကကြောင်မဲတီပေါ်နယ်လာရှိုးမြို့ပါအဲ့ဒီလမ်းပိုင်းပဲအနောက်ဘက်ကိုလာရင်တော့စစ်တပ်ကတော်ရှိတဲ့ပြင်ဦးတွေမြို့ပါ။ မြောက်ဖက်တည်းတည်းသွားရင်ကဘာကျော်ပရမများတွေထွက်ရှိရာမိုးကုတ်မြို့ရှိပါတယ်။နောင်ချုံမြို့ကနေမိုးကုတ်မြို့ကိုသွားတဲ့လမ်းပိုင်းလည်းရှိပါတယ်။တောင်ဘက်မှာတော့အမြောက်တပ်တွေရှိတဲ့တောင်ကန်းဒေသကိုကျော်ရင်ရှမ်းတောင်ကရက်ဆောင်မြို့နဲ့တင်တန်းကျောင်းတွေနဲ့ချီလင်တိုက်ခိုက်ရေးတပ်တွေလက်ရုံးဝန်ထမ်းတပ်တွေအခြေစိုက်တဲ့ဗတ်တူးတပ်မြို့ရှိပါတယ်။ပုံမှန်ချိန်ဒီမှာတောင်ပေါ်ဒေသရိုးရာစေးဘက်တွေနဲ့ရောင်းဝယ်ဖောက်ကွာနေတဲ့အေးချမ်းတာယာတဲ့မြို့ငယ်လေးဟာအထက်ကလို့စုံချက်ကြတဲ့ချက်တွေကြောင့်စစ်တပ်အာဏာသိမ်းပြီး၃နှစ်ကျော်ကြာမှာတော့တော်လိုင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့စစ်ခင်းစစ်ပြိုင်ကြမယ်။ အရေးပါတဲ့ဗျူဟာမြောက်ဒေတာတစ်ခုဖြစ်ပြောင်းလဲသွားပါတော့တယ်ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့2024ဇွန်လမှာစတင်ပြီး2029စစ်စင်ရေးဒုတိယလိုင်းတွင်းမှာရှမ်းမြောက်ကမြို့တွေကိုအပိသက်သိမ်းပိုက်ပြီးမဲ့ရှမ်းမြောက်ဆက်ကနောင်ချုံမြို့ကိုတော့တမျိုးနယ်လုံးစစ်ကောင်စီတပ်ကင်းစင်အောင်မသိမ်းပိုက်နိုင်ခဲ့ပါဘူး2029ဒုတိယလိုင်းစတင်ခဲ့တဲ့2024ဇွန်လ25ရက်နေ့မှာပဲနောင်ချုံမြို့ကို TNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကစတင်သိမ်းပိုက်ခဲ့ပါတယ်အခု2029ဒုတိယလိုင်းစတင်ခဲ့တဲ့ နှစ်ပတ်လည်လပိုင်းမှာပဲနောင်ချုံမြို့အနီးပတ်ဝန်းကျင်မှာတပန်းတိုက်ပွဲကြီးပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ပထမစီရင်စုံချက်တောင်ခမ်းမှနောင်ချိုစီတို့နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြေကူတတာအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာ အမြောက်စကန်းကုတ်ကဲမှုဌာနချုပ်မဆခ900နှင့် သူရဲ့လက်အောက်ခံအမြောက်တက်ရင်၃ရင်းဖြစ်တဲ့အာမတ354အာမတ206နဲ့အာမတ406တက်ရင်တို့ရှိပါတယ်တရနယ်လေဦးဆောင်တဲ့တော်လိုင်းတက်တွေကတောင်ခံကအမြောက်တက်တွေကိုအပီးတက်မသိမ့်ပိုင်နိုင်ကြတာကစတာပါတောင်ခံဒေသဟာရှမ်းမြောက်နဲ့ရှမ်းတောင်ရဲ့နေကြားဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအမြောက်တက်တွေစုဝေးတည်ထားတာပါတောင်ခံမှာတိုက်ပွဲတွေဖြစ်တော့စစ်တပ်ကဗတ်တူရက်ဆောင်နာကနေတောင်ခံကိုစစ်ကူတွေပို့ပေးပါတယ်တောင်ခံရက်ဆောင်လမ်းပိုင်းမှာတော့ကြောက်ကူဒေသရှိပါတယ်တနုတန် DPN လေးကစစ်ကူတွေကိုဖျက်တောက်ပြီး ာမှာအဓိကတာဝန်ယူခဲ့တာပါတောင်ခန်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ၃နှစ်နီးပါးတိုက်ပွဲတွေပြင်းထန်ပါတယ်ဒီတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်တပ်တွေထိခိုက်ကြဆုံးမှုတွေရှိခဲ့ပါတယ်စင်ရေးပြူဟာတွေနှစ်ဖက်အပြိုင်ဆိုင်လုခဲ့ကြတဲ့တောင်ခန်းတိုက်ပွဲလို့စင်ရေးတုံးသက်သူတွေကရှိသားခဲ့ကြပါတယ်နှစ်ဖက်တပ်တွေလည်းအင်အားတိုးပြီးစစ်ကောင်စီတပ်ဆိုတပ်အချင်းပြောင်းနေပါမကြခဏလုခဲ့ရပါတယ်တော်လိုင်းတပ်တွေကတောင်ခန်းဒေသကိုသိမ်းပိုင်နိုင်ခဲ့ရင်စစ်တပ်ကတော်ရရှိတဲ့ပြင်းဦးတွေကိုစစ်ချီတက်လာနိုင်တယ်လို့2024မှာသတင်းတွေကြေကြေပြန့်ပြန့် ြန်ထွက်ပေါ်လာခဲ့ပါတယ်။တောင်ခန်းဒေသကအမြောက်တပ်နှစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းလိုက်ပြီးအချိန်စစ်ကောင်စီတပ်အထိနာနေချိန်မှာပြည်ဦးလူမျိုးမှာလှုပ်လှုပ်ခတ်ခတ်တွေဖြစ်ခဲ့ပါသေးတယ်။မြို့ကန်တော်တော်များများကကားရီနဲ့မန္တလေးဘက်ကိုဆင်းပြီးစစ်ပီးရှောင်ဖို့ထွက်ခဲ့ကြပါသေးတယ်။ မန္တလေးမြို့ဝင်း16မိုင်ဂိတ်တီရှိတဲ့ကာရန်တပ်ပုံတွေကလူပြောများခဲ့ပါတယ်။တောင်ခမ်းသာတော်လိုင်းတပ်တွေတိမ့်ပိုက်နိုင်ခဲ့ရင်စစ်ကောင်စီကရှမ်းမြောက်ကိုပြန်လဲထိုးစစ်ဆင်ဖို့အတော်အခက်တွေ့သွားမယ်လို့စစ်ရေးတုံ့တက်သူတဦးကပြောပါတယ်။တော်လိုင်းတပ်တွေကပြည်ဦးလွေကိုပြန်ဆင်းနိုင်ပြီးရှမ်းတောင်ကရက်ဆောင်မြို့ဘက်ကိုလည်းဆက်လက်ထိုးဖောက်နိုင်တယ်လို့၎င်းကတုံ့တက်ပါတယ်။ဒါ့ပြင်အာနာသိန်းခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်တရုတ်ပြည်ခီးစင်ကပြန်ရောက်ပြီးမှတောင်ခမ်းဒေသကိုစစ်တပ်ကအင်အားသုံးထိုးစစ်ဆင်လာခဲ့ပါတယ်။မင်းအောင်လိုင်ကတရုတ်ပြည်ခီးစင်ကို2024 ဝင်ဘာပထမဘက်ကတွားရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့နောင်ကျုံမြို့ကိုလေကြောင်းတိုက်ခိုက်တာတွေလည်းပိုလုံလာတယ်လို့နောင်ကျုံဒေသခံမျိုးသားကပြောပါတယ်။ပြီးခဲ့တဲ့မလအတွင်းမှာစစ်ကောင်စီတပ်ကတောင်ခမ်းရွာနာကမဲပုံရွာကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီကနေတဖြည်းဖြည်းနောင်လင်ရွာကိုထပ်မံသိမ်းပိုက်ပြီးတဲ့နောက်နောင်ကျုံမြို့နဲ့ရှင်မိုင်လောက်ပဲဝေးတော်တဲ့ကန်ကြီးရွာထိရောက်လာတာပေါ့။စစ်တပ်ကနောင်ကျုံကိုစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်ဆင်နေတယ်။ စစ်တပ်အတွက်နောင်ချုံရရင်အဲ့ဒီဒေသကိုအခြေပြုပြီးရှမ်းမြောက်ကိုထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက်အလွန်အရေးပါနေပါတယ်။ဒါကြောင့်စစ်ကောင်စီကနောင်ချုံမျိုးစီကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပါတယ်။တောင်ခမ်းကစစ်တပ်ကနောင်ချုံမျိုးစီကိုစစ်ကြောင်း၂ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့မန္တလေးလားရှိုးလမ်းပိုင်းကပြည်ဦးလွင်ဝက်ဝွန်ပန်ပွဲဘက်ကလည်းစစ်ကြောင်း၁ကြောင်းထိုးနေတာပါ။တောင်ခမ်းကံကြီးနောင်ချုံလမ်းပိုင်းကစစ်ကြောင်းနဲ့တောင်ခမ်းမဲပုံနောင်ချုံကြီးတောလမ်းပိုင်းကနေလည်းစစ်ကြောင်းထိုးနေတာပါ။တောင်ခမ်းကံကြီးနောင်ချုံလမ်းပိုင်းကစစ်ကြောင်းကလမ်း တကြောကတေးရွာတွေကိုစစ်ကြောင်းထိုးဇက်တိုင်သိမ့်ပိုက်လာပြီးကံကြီးရွာထိရောက်လာပါတယ်။ကံကြီးကနေတိုက်ခိုက်ခံရလို့ချက်ချင်းနောက်ပြန်ဆုတ်ပြီးရွှေမှုတော်ကြီးရွာထိဆုတ်ပြီးကြရပါတယ်။ဒါ့ပြင်ကံကြီးရွာရဲ့အရှိတ်ကလာနေတဲ့တောင်ခမ်းမဲပုံနောင်ချူကြီးတော်လန်ပိုင်းကစစ်ကြောင်းကတော့အတော်ခရီးရောက်နေပါတယ်။ TNL ကဇွန်လ12ရက်နေ့23ရက်မှာစည်ရေးချင်းတွေကိုအတိပေးထားရကံကြီးရွာရှိသုံးရွာပိနေကုန်းရွာနဲ့ညံတော်ရွာတွေမှာတိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရွှေသွန်းရွာပိနေကုန်းရွာနဲ့ညံတော်ရွာတွေကက ကန်ကြီးရွာရှိဘက်မှာရှိပြီးနောင်ချုံမြို့နယ်ပုံနီးနေပါတယ်တောင်ကန်ကနေနောင်ချုံကိုသွားရင်ကန်ကြီးရွာရဲ့အရှိဘက်ကနေကြော်သွားတဲ့သဘောပါအဲ့ဒီနေရာတွေမှာတော့လက်တလောမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ရွှေ300ကတိုက်ပွဲဆိုနောက်ပိန်ရွာကပါအတိုင်းသားကြားနေရတယ်လို့နောက်ပိန်ဒေသခံတွေကစွန်လ15ရက်နေ့မှာပြောပါတယ်မင်းကလည်းတနေ့ကောညရောပဲလို့တောင်မှနောင်ပိန်ရွာဒေသခံတွေကပြောပါတယ် တောင်ခံကစစ်ကြောင်းတွေကနောင်ချုံမြို့နီးကိုရောက်လာပြီးမန္တလေးလားရှိုလမ်းပိုက်ကပြည်ဦးလွင်ဝက်ဝံပန်ပွေးစစ်ကြောင်းကတော့ရှေ့မတိုးနိုင်ပေအရင်တိုင်းပဲရှိနေပါသေးတယ်။ပြည်ဦးလွင်မြို့နယ်အဆက်နောင်ချုံမြို့နယ်အုံမတိနယ်ခံကောရွာနားမှာပဲရှိနေပါသေးတယ်။အဲ့ဒီကျေးရွာနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ပြည်ဦးလွင်မြို့နယ်ဝက်ဝံကျေးရွာမှာထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတော့တောင်တမရော TNL နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းကို2024အောက်တိုဘာ22ရက်ကစတင်စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။အဲ့ဒီနောက် TNL ဦးဆောင်တဲ့ ော်လိုင်းတက်တွေရှိနေတဲ့ခံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲတွေစဖြစ်နေတာဖြစ်ပါတယ်စစ်တပ်ကနောင်ချိုကိုရရင်မြို့ပတ်မှာရှိနေတဲ့တော်လိုင်းတက်တွေတင်ထားတဲ့မိုးကုတ်မြို့ကအန်ဒီရဲ့ရှိလာပါပြီးနောင်ချိုမိုးကုတ်လမ်းပိုင်းကပြင်းရွင်လမ်းပိုင်းကနေစစ်တပ်ရောက်နေတဲ့အုံမတီအုံမခါကြီးရွာနာကတော့အရာပါမိုးကုတ်နာမှာတော့နေမြေတွေဆက်ဆက်နေတဲ့တော်လိုင်းတက်တွေတင်ပိုင်ထားတဲ့မိုးမိတ်စင်ကူတပိတ်ချင်းရွှေပြည်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့မတရားလို့ရှိပါတယ်ဒါအပြင်နောင်ချိုကြောင်မဲ့လမ်းပိုင်းကလည်းလာရှိုးကနေမန္တလေးတီကုံသွင်းလမ်းကြောင်းဖြစ်တာမို့နှစ်ဖက်စလုံးအတွက်အရေးပါနေ ပါတယ်စစ်တပ်သားနောင်ချိုရရင် TNL သိမ်းပိုက်ထားတဲ့လာရှိုမန္တလေးကုံသွင်းလမ်းပေါ်ကကြောင်မဲတီဘောမျိုးတွေကိုဆက်လက်ထိုးစစ်ဆဲခံရနိုင်တဲ့အနေအထားမှာကြောင်မဲနဲ့တီဘောလူရင်ဟိုဘက်ကတရုတ်ကူညီနဲ့ကြည်တချက်မဖောက်ရဘဲ MNDC ကစစ်ကောင်စီပြန်ရထားတဲ့လာရှိုမျိုးဖြစ်ပါတယ်နောင်ချိုဒေသခံတွေတုံ့တက်တာကစစ်ကောင်စီကနောင်ချိုကနေတဆင်ပြင်းဦးလွင်လာရှိုလမ်းမကြီးပြန်လည်စိုးမိုးနိုင်ဖို့အတွက်ကြောင်မဲမျိုးကိုချီတက်မယ်လို့တုံ့တက်နေကြပါတယ်ဒါပေမဲ့စီရီတုံ့တက်သူတွေကတော့ကဘာကျော်ဗရမ ्या ရီထွက်ရှိတဲ့မိုးကုတ်မျိုးစီ ခြိတက်နိုင်မယ်လို့ဆိုပါတယ်မိုးကုတ်ဘက်မှာသူတို့လိုချင်တာတွေအကုန်ရှိတယ်လို့အစိုးရသုံးသက်သူကပြောပါတယ်။ကျောင်းမြေယတနာတွေပြင်တော်လိုင်းတက်တွေတင်ထားတဲ့မြို့တွေမှာစုဝေးနေတာလို့ထောက်ပြပါတယ်။ မေလကုံပိုင်းမှာတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ဆိုးရစီစဉ်ပေးမှုကြောင့်စစ်ကောင်စီ TNL ဆွေးနွေးပွဲမှာလည်းစစ်ကောင်စီကနောင်ချိုတီဘောကြောင့်မဲမိုးကုံမိုးမင်းမြို့တွေကိုပြန်တောင်းခဲ့တာပါ TNL သဘောမတူလို့အစည်းအဝေးမပြီးခဲ့ပေမယ့်ဩဂုတ်လမှာထပ်ဆွေးနွေးဖို့ရှိရဲလို့ TNL ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နှစ်ရက်ဇွန်လ9ရက်နေ့နဲ့6ရက်ကလည်းစစ်ကောင်စီတပ်ကမန္တလေးမြို့ကနေပြင်းဥလင်ဘက်ကိုစစ်ကိုကားတွေနှစ်ရက်ဆက်တိုက်ပို့ခဲ့တယ်လို့22မိုင်ကဒေသခံတအုပ်ကပြောပါတယ်ဇွန်လ23ရက်ကလည်းစစ်ကား6စီးနောင်ချိုဘက်ကိုတက်သွားတယ်လို့ ပြင်ဦးလွင်မျိုးကန်တအုပ်ကပြောပါတယ်။ဒါအပြင် TNL ဘက်ကလည်းစစ်ကူတွေစစ်ကား၉စီးနဲ့ဇွန်လ၃ရက်ကနောင်ချုံမြို့နယ်ကိုရောက်လာတယ်လို့နောင်ချိုဒေသခံတအုပ်ကပြောပါရယ်တရင်ဌာနကအတိမပြုနိုင်ပေမဲ့နောင်ချုံမြို့ကိုထိန်းသိမ်းထားဖို့အတွက်မန္တလေး PDF ကစစ်ကူလာဖို့ TNL တန်ခွင့်ပြုချက်တောင်းပြီးလက်ရှိမှာနောင်ချိုကိုရောက်နေရလို့စုံစမ်းသိရှိရပါရယ် TNN လေးသတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွင့်ရည်ဦးကတော့နောင်ချိုတောင်ကန်ဘက်ကတော့လက်ရှိအခြေတည်တစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပါတယ်။အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်ဆိုတာကတော့လူမှုတွေကတော့လုံခြုံရေးကိစ္စအထူးကူစိုက်ဖို့လိုပါတယ်။စည်ရင်းရတော့စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စည်ရင်းပြူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်တယ်လို့စွန်လ9ရက်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဒါပေမဲ့2029စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းမှာလက်စွမ်းထပ်ပြီးမြို့ပေါင်း12မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ TNL ကနောင်ချိုမှာဘာကြောင့်နောက်ဆုတ်ပြီးရတယ် ယ်ဆိုတာကိုပြည်သူတွေအားမလို့အားမရဖြစ်နေသလိုနားမလည်နိုင်ကြတာပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာအစိုးရအောင်ဖြစ်နေတာကအာနာလူစစ်ကောင်စီကိုဖီဆန်တော်လန်ခဲ့ကြတဲ့ပြည်သူတွေကစစ်တပ်သားနောင်ချုံမြို့ကိုရောက်လာခင်ဆိုတဲ့အတွေ့အကြုံနဲ့အလွန်စိုးရိမ်နေကြတယ်လို့တော်လန်ရေးပါဝင်ကူညီနေတဲ့ပြည်သူတို့ကပြောပါရယ်။မြို့ပတ်လယ်မှာရှီကန်တွေရှီတကွန်တွေစမ်းချောင်းတွေကြောက်ကူတွေအပြင်အနေနဲ့ရင်းရက်ကပြည်သူတွေတိမ်ပင်လဲကြည့်ရှုဖို့တကူတကလာရောက်ရတဲ့အင်းစိမ့်မြေဟာ လက်ရှိမှာတော့အပြည့်စည်းရည်နဲ့မြို့ပြတ်တစ်ခွဲဖြစ်နေပါတယ်။ဒါပေမဲ့2021အလွန်တော်လိုင်းခင်းချင်းမှာတော့အင်းစိမ့်မြီခေါင်းနောင်ချူဟာအရင်ကထက်လူပိုတည်လာတဲ့မြို့ဖြစ်လာပါပြီ။ဒီမြို့ကိုဒီလောက်အရေးပါလာလိမ့်မယ်လို့မထင်ထားဘူး။မြို့ကတော့ပြတ်သွားပြီးကျေနပ်ပါတယ်လို့အသက်40ရွယ်နောင်ချူမြို့ကံမြို့သားတောင်းကဖွင့်ဟထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။